ကာယုစတိုကလည်းဘယင်ကြီးကိုစိုက်ပုတ်နေပြီးဘာတလိုမျိုးကလည်းဥဆောကိုပြေးပုံអော်နေခဲ့ပါရဲ့။អော်လန်ပတ်ကခုနတုန်းကလူတယောက်ကိုပစ်ခဲ့တာမလားလို့ဇိုးကပြောနေခဲ့ပါရဲ့။တစ်ဖက်ကအဆောင်တွေကလည်းအဲ့ဒီတိုင်းခင်းဝီကူနဲ့ဂေါ့ဥဆောကိုထိုးလိုက်ဖို့អော်ပြောနေကြပါရဲ့။ရှီတက်ကလည်းအဲ့လိုလောက်ခွင့်မပေးနိုင်လို့အမြောက်ယူနေပြကြတဲ့အခါဖီကာကသူ့ရဲ့ချက်တော့နဲ့တန်နေလိုက်ပါတော့ရဲ့။ဖီကာကချက်ပြီးတော့ပြည်သူတွေကိုထိခိုက်စေတဲ့အခါဘယင်ကြီးလည်းရှက်တန်လိုက်ဖို့អော်ပြောလိုက်ပြီးတော့ပြစ်မကသူ့မလို့အဲ့လိုထမလို့ဖို့တားလိုက်ပါရဲ့။အားလုံးကိုဒီကနေ့ခေါ်သွားဖို့ချမ်းကိုလည်းပြောလိုက်ပါရဲ့။ပြည်သူတွေကလည်းအမြန်ပြေးနေပြီမလို့ဘယင်ကြီးလည်းအမြန်ထွက်သွားဖို့ချမ်းကပြောလိုက်ပါရဲ့။ ဒါပေမဲ့ဘရင်ကြီးကတော့အားလုံးကိုခေါ်သွားခိုင်းပြီးတော့ပြစ်မှတ်ကတူမလို့သူ့ကိုပြစ်မှတ်ထားနေတဲ့အချိန်လူတိုင်းကိုလွံ့မြောက်မယ်ဆိုရင်ရရလို့ပြန်ပြောလိုက်ပါရဲ့ဒီစကားမျိုးကိုကြားလိုက်ရတော့ပီတူတူလည်းပြေးတာကိုရှင်းတင်လိုက်ကြပါပြီပီကာကလည်းဝီကူပြောလို့ဖြစ်စေရမယ်လို့ပြောတဲ့အခါပီကာရဲ့လက်ဖွားကမြို့တစ်မြို့စာလောက်ကျဲတယ်ဆိုပြီးဥစောကလည်းအရန်လန့်နေပါတော့ရဲ့ တစ်ဖက်က Olympus ကလည်းဇိုးကို Picasso ကိုပြစ်ပေးဖို့လုပ်နေခဲ့ပါတယ်။ Picasso ကလည်းဒီကုန်းမြင့်တဲ့အတူအားလုံးကိုထိုးပြမယ်ဆိုပြီးတော့ရွှေနေခဲ့ပါပြီ။ Yuku ကဘယင်လည်းမဟုတ်တော့ပဲဘယင်ပြန်ဖြစ်ဖို့လည်းမထိုက်တန်တော့ဘူးလို့ Picasso ကပြောရင်တိုက်ခိုက်ဖို့လုပ်တဲ့အခါပြည်သူတွေကပြန်ဝင်လာပါတော့တယ်။ အားလုံးကဘယင်ကြီးကိုကာကွယ်ပေးထားပြီးဘယင်ကြီးမပြဲဘူးဆိုရင်တိုးတိုးတဲ့အားလုံးမပြေးကြတော့ဘူးလို့ဆိုပါတယ်။ဆယ်စုနှစ်တွေကြာမှနားလည်မှုလွဲနေရကိုရှင်းလိုက်နိုင်ပြီလားလို့ဖိကကပြောနေပြီးတော့ဘယင်ကြီးကလည်းပြေးကြဖို့ပြောရမယ်ဘသူမှလက်မခံခဲ့ပါဘူး။ဘယင်ဆိုပြီးနိုင်ငံတစ်ခုတော့မကာကွယ်ပေးနိုင်ဘူးဆိုတာမေးသွားပြီလား။နိုင်ငံရဲ့ရန်တို့တယောက်ကိုမဖျက်ဆီးနိုင်တဲ့သူကဘယင်ဖြစ်ဖို့အရေးချင်းမမီဘူးလို့ဖိကကပြောလိုက်ပါတယ်။အပေါ်စားဆန်တဲ့သဘောတရားတွေနဲ့အတူအမုံကျိတ်ပေးမယ်လို့ဖိကကပြောနေပြီးတော့တစ်ဖက်မှာလည်းအော်လန်ပတ်စ်ကခေလာဘောလင်းနဲ့ဇိုးကိုဖိကစီပြပေးလိုက်ပါပြီ။ ဆိုကအရင်ဆုံးအက်ဒမမဟာကီကိုဓာမတော်ပြီးပီကာစီကိုဦးတည်နေခဲ့ပါရဲ့တဖက်ကဘရင်ကြီးကသူဟာပီကာပြောလို့မျိုးပဲနိုင်ငံကိုမကာကွယ်နိုင်ခဲ့လို့ထင်းနှံကူကိုထပ်မထိုင်နိုင်လို့ဆိုပေမဲ့သူလူကောင်းတစ်ယောက်ဖြစ်ဖို့အတွက်အကောင်းဆုံးစူးစမ်းခဲ့ပါသေးရဲ့လို့ဩပြောလိုက်ပါရဲ့ တောင်ချီကိုလုံးပင်လယ်ကြီးရှစ်စင်အဲ့ဒါတွေထံပေါင်းများစွာကချီလီယိုကော်ဇင်ဆိုတဲ့အရာကိုဖြစ်ပေါ်လာစေရယ်ဇိုးကသူအဲ့ဒါကိုစုပြီးတော့ချီလီယိုကော်ဇာကိုပိုင်းဖြတ်လိုက်တဲ့အခါသူမဖြတ်နိုင်တဲ့အရာဆိုတာဘာမှမရှိတော့ဘူးလို့ဆိုပါတယ်ဇိုးကဓာတ်တောင်းစတိုင် secret technique ကိုသုံးဖို့လုပ်နေခဲ့ပါပြီတဖက်မှာလည်းဘယင်ကြီးကလူမတပဲအသက်ရှင်နေလို့မရဘူးဆိုရင်လိုလာလူတချင်းကိုပဲရွေးချယ်မှာမလို့အများစုကိုတတ်နေတဲ့နိုင်ငံနိုင်ငံမှာအနာဂတ်မရှိဘူးလို့ဆိုပါတယ် ပြည်သူတွေကလည်းသူတို့ဘရင်ကြီးဟာဝီကူတယောက်သေးရှိတယ်လို့ပြောနေခဲ့ပါရဲ့ဒါကိုပီကာကလည်းရှိမောနေပြီဒါကြောင့်ပဲဝီကူလိုမျိုးသူတို့တွေလည်းအားလုံးလည်းတည်ဆုံရအောင်ပါလို့ဆိုပါရဲ့တဖက်ကဆိုကလည်းအနောက်ကနေဖီကာကိုဘီလီယံဖူဘောချွိုင်းချီရီယိုခေါ်စံနဲ့ခုတ်ဖြတ်ပေးလိုက်ပါတော့ဲဒါကိုမြန်လိုက်ရတော့အားလုံးလည်းအယံအံ့ဩနေပါတော့ဲပီကာရဲ့ခန္ဓာကိုယ်ကနှစ်ပိုင်းပြတ်ထွက်သွားခဲ့ရပြီးတော့အပေါ်ပိုင်းကလွင်ထွက်နေတဲ့ဆိုကအလေကနေထပ်ခုတ်ဖြတ်ပေးလိုက်ပါရဲ့နှစ်ချမ်းကွေးသွားတဲ့အခါမှာတော့တင်ရဲ့ကြောက်တုံးနဲ့ရှင်ရဲ့ကြောက်တုံးဆိုပြီးတော့နှစ်ခုဖြစ်နေခဲ့ပါရဲ့ ဘလောက်ပဲပိုင်းဖြစ်ဖြစ်ဖိကာရဲ့ခန္ဓာကိုယ်ကအထဲမှာတစ်ခုတည်းရှိတာမလို့ဇိုးကလက်ကိုထပ်ပြီးတော့ခုတ်ဖြတ်ပေးလိုက်ပါရဲ့ဇိုးရဲ့ခုတ်ချက်တွေကိုစာမဝိုင်းတွေနဲ့မျက်စိပြူလို့နေခဲ့ပါပြီလီထဲမှာထပ်ပြေးစရာကြောက်တုံးလည်းမရှိတော့ပါမလို့ဇိုးကဖိကာရဲ့လက်ချောင်းတွေကိုလည်းအပိုင်းပိုင်းခုတ်ဖြတ်ပြီးထွက်လာခဲ့ဖို့အော်ပြောလိုက်ပါရဲ့ဘယ်ချိန်ထိပုံးနေမှလဲလို့ဇိုးကချက်ပြောလိုက်တော့ကြောက်တုံးပိုင်းစားတစ်ခုကနေဖိကာကထွက်လာပြီးဒီကြောက်တုံးတွေကိုပိုင်းဖြတ်လိုက်ရတဲ့သူကိုနိုင်ပြီးလို့ထင်နေရလာလို့မိလိုက်ပါတယ်ဖိကာကသူ့ရဲ့ဟာကီနဲ့ဖုံးထားရင်တော့ဇိုးပိုင်းဖြတ်လို့ရနိုင်မှာမဟုတ်ဘူးလို့ဆိုပါရဲ့ ဆိုကလည်းမင်းရဲ့ဟာကီကသူ့ထက်ပိုအစွမ်းထက်ရင်တော့ဟုတ်မှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ဖီကာကလည်းသူနဲ့ရှင်နိုင်စရာအကြောင်းမရှိဘူးလို့ပြောရတော့ဆိုကအဲ့လိုလူတွေကိုဘလို့ခေါ်ချာလဲတိလာလို့ပြန်မေးလိုက်ပါတယ်။ရှီကန်နီကဖားကကဘာကြီးဘလောက်ကြီးလဲဆိုတာကိုသိမယ်လို့မိဟောပြောခဲ့တာပြီ။သူနဲ့တိုက်ခိုက်ခဲ့တာပြီနဲ့ဆိုကိုအတိမတ်ပြုတ်ပြီးကဘာအစွမ်းထက်ဆုံးသား Black Blade ကိုတုံးပြီးတော့မိဟောကတိုက်ခိုက်ပေးခဲ့တာတွေကိုဆိုကဓာတ်သုံးချောင်းစတိုင် Signet Technique 3000 Wall တိုက်ခွက်နဲ့တိုက်ခိုက်ရမယ်ရှုံးနိမ့်သွားခဲ့တာပြီ။ ဆိုတေဖို့ကစောလုံးနေသေးရမလို့ကိုအချောင်းကဘာကြီးအချောင်းကိုပုံမသိအောင်လေ့လာပြီးမိဟောကသူ့ထက်တောင်အစွမ်းထက်လာဖို့ပြောခဲ့တဲ့စကားတွေကိုဇိုးပြန်တွေးနေမိခဲ့ပါတယ်ဆိုကသူအများကြီးအစွမ်းထက်ရအောင်ပါမလို့ဒီမှာမင်းနဲ့ခလုတ်တိုက်နေစရာအကြောင်းမရှိဘူးလို့ဆိုပါရဲ့တောင်ကြီးကိုလုံးပင်လယ်ကြီးရှစ်စင်ဆိုကသူမခုတ်ပြနိုင်တဲ့အရာဆိုတော့အဲ့ဒီနေရာမှာမရှိဘူးလို့တွေးရင်းနဲ့တွီးတောင်စင်ဝေါ်နဲ့ပီကတ်ကိုခုတ်ပြပစ်လိုက်ပါတော့ဟဲ့ချက်တုံးကြီးတွေကကုန်းမြင့်ကိုကြားလာပြီမလို့အလဇာဘဲလို့အလှဲဘဲလို့ဆိုကလည်းလမ်းပြောလိုက်ပါရဲ့ အလက်ဆာဖက်တိုကကင်းပန့်နဲ့ထိုးလိုက်တဲ့အခါမှာတော့ကျွန်တော်ကလွင်ထွက်သွားရပြီးတော့အဆက်စိတ်မှုမှာဖြစ်သွားခဲ့ရပါပြီ။ဒီလိုနဲ့ဇိုးရဲ့ပြင်စမပလန်ကအောင်မြင်သွားပြီးဇိုးကအနိုင်ရရှိသူဖြစ်လာခဲ့ပါရဲ့။ဇိုးရဲ့ဓာတ်တွေချိုးပူလာလို့မိခော့ကမေးခဲ့ပါရဲ့။အများကြီးလိုပဲချိုးပူရဲဆိုပေမဲ့သူ့ရဲ့ဓာတ်ကိုလည်းမိခော့ကပဲချိုးခဲ့ကြအောင်ဇိုးကချက်ပြောလိုက်ပါရဲ့။ဟာကီတာဖုံးထားမယ်ဆိုရင်အဲ့လိုဓာတ်တွေကချိုးတော့မှာမဟုတ်ပဲဓာတ်တိုင်းက black blade ဖြစ်လာနိုင်ပါတယ်လို့မိခော့ကဆိုပါရဲ့။ဒါပေမဲ့ဇိုးကပြန်တွေးရင်သူ့ရဲ့ဓာတ်ကိုကြည့်နေခဲ့ပါရဲ့။ဒီလိုနဲ့ဇိုးလည်းကောင်းမြင့်ပေါ်ကိုတက်လာခဲ့ပါပြီ။ အလဇာဘယ်လိုကခင်ပန့်ကိုတောင်းလိုက်တော့ကကျွန်တော်တို့လွင့်လာတာမလို့ဖူဂျီတိုကသူ့ရဲ့ gravity အစွမ်းနဲ့ထိန်းထားပေးနိုင်ခဲ့တာမလို့ပြည်သူတွေအားလုံးလွတ်မြောက်သွားခဲ့ရပါတယ်။ပီကာရှုံးနေသွားပြီမလို့ sign လို့လည်းအရန် NOB တလောက်ကြမ်းမဲ့မဲ့ပြန်ဝဲမဝင်ခဲ့လို့ကိုကိုနှိမ်ချထားရဲ့ကောင်းမဲလို့ပြောနေခဲ့ပါတယ်။တစ်ဖက်ကဘတ်လိုမျိုးကလည်းအရန်တဘောကြလို့အော်ငုံနေပါပြီ။ ။တစ်ဖက်ကစက်ရုံထဲမှာလည်းတော်တော်လေးတွေလက်ချက်နဲ့ပေါက်ကွဲလို့နေပါပြီ။ပီကာလည်းခံလိုက်ရပြီ။စက်ရုံလည်းပေါက်ကွဲထွက်သွားပေမဲ့အရှုံးသမားတွေကပြန်ရောက်လာပြီးပြန်တိထောက်မယ်။ထွက်ဖို့ကသူတို့စီမှာပြန်ကူးတပေးနိုင်တဲ့မန်ရှယ်ရီတဲရှိနေတဲ့ရမလို့ဘာမှမဟုတ်တဲ့ကိစ္စတွေအတွက်ပြောင်းနေလိုက်အောင်ဆိုပြီးတော့ရှီမောနေပါတော့။တစ်ဖက်ကလီယိုသူကလည်းဝေပကာစီကိုပြန်ရောက်လာခဲ့ပါပြီ။လီယိုကကာယိုစကိုမြင်တော့ကော်လက်စီယန်ကအယုတ်ကြီးကိုမြင်ရောက်မိပြီးတော့ကော်မန်ဒါကာယိုစကိုခေါ်လိုက်ပါတယ်။ကာယိုစကတရားပြင်းထန်ရထားတာမလို့မန်ရှယ်ဘီကချက်ချင်းကူတာပေးဖို့လုပ်တဲ့အခါကာယိုစကတားလိုက်ပါတယ်။ မန်ရှယ်ဘီရဲ့အစွမ်းအကြောင်းကိုအများကြီးကြားထားရဆိုရင်ပဲအကန့်အသတ်တစ်ခုရှိတာမလို့သူ့အပေါ်ကိုမတုံးဖို့ပြောလိုက်ပါရဲ့အစွမ်းကိုတုံးကျင်နေဆိုရင်နိုင်ငံလုံးမှာလိုအပ်နေတဲ့သူတွေအများကြီးရှိတာမလို့သူတို့ကတော့သွားတုံးဝင်ဖို့ကာယော့စ်ကထပ်ပြောလိုက်တော့မန်ရှယ်ဘီရဲ့ပျက်စီးနေတဲ့နိုင်ငံကိုမြင်ပြီးတော့အယမ်းလန့်သွားပါတော့ဟဲ့ အခြေအနေတွေအကြောင်းကိုလီယိုဒိုစီကကြားပြီးဆိုပေမဲ့တလောက်ကြီးစိုးဝါနေမယ်လို့မထင်ထားမိဘူးလို့မန်ရှယ်ဘီကဆိုပါရယ်စေယုံကလည်းဖြတ်စည်းပြီးနေပြီမလို့အခုတော့တို့တို့ရဲ့မျှော်လင့်ချက်ကပင်တယ်မြတ်တချို့ရဲ့လက်ထဲမှာလို့ပြောရင်ခါယိုစ်ကတော်ဝင်နန်းတော်ထက်ကိုလမ်းကြည့်လိုက်ပါရယ်အဲ့ဒီနှစ်ယောက်ကပဲအားလုံးရဲ့နောက်ဆုံးသောမျှော်လင့်ချက်ပဲလို့ခါဘူးကဆိုပါရယ်တဖက်မှာလည်းကိုအားလာကရမ်ဘတ်တာဘောက်ကိုရှောင်းနေပြီမလို့စာဘုတ်ကိုဆက်တွေ့ပြီးလာနိုင်မလားလို့ပြောနေခဲ့ပါရယ် ။စာဘုကလည်းသူကကော်လက်စီယာနေမှာပြိမိနေတဲ့ထောင်သားတွေကိုကူညီပေးနေရတာမလို့ကိုဘတာတခုခုတလို့မရဘူးတလို့ပြန်ပြောလိုက်ပါရဲ့။ခွာလာလည်းသူဟာသူကင်တွေနိုင်မယ်ဆိုရင်စာဘုကိုဆက်တွေ့နေရောမှာတော့မဟုတ်လို့လူပိကိုလည်းတက်ရောက်နိုင်ချောင်ထပ်ပြောတဲ့အခါစာဘုလည်းလူပိဆိုတာနဲ့ချက်ချင်းလာခဲ့မယ်လို့ဆိုပါရဲ့။ဖတ်ပါလေဆိုကကောင်းမြင့်ကိုရှောက်တော့အားလုံးကဝိုင်းပြီးလက်ခုပ်တွေတီးပြီးကျေးဇူးတင်ကြောင်းနဲ့ပြောတင်ချပါတော့ရဲ့အရန်ပြောချင်ရင်ငှက်လောင်ရင်ပြောက်သွားတော့မှအဝပြောလို့ဆိုကပြောလိုက်ပြီးတော့အခုကငှက်လောင်ရင်လည်းရှိနေသေးတာမလို့အဓိကလူကမချရှုံးသေးဘူးဆိုတဲ့အထိပ်ပဲလို့ဆိုကဆိုပါရဲ့ တစ်ဖက်မှာလည်းလူဗီကဘလောက်ပဲရှက်တန်းလိုက်ဖို့ပြောပြောဘလမီကလက်မခံပဲလူဗီကိုတိုက်ခိုက်နေတာမို့လို့ဘာလို့အဲလောက်ထိလှုပ်ချင်နေရတယ်လို့လူဗီကမေးလိုက်ပါတယ်တို့ဖလမင်ကိုရဲ့အတုံးချတာကိုခံရတယ်လွမြောက်ပေးလိုက်ပြီလို့ပြောရင်မပြေးဘဲနဲ့တိတ်တဲ့အထိတက်ခိုက်ဖို့လုပ်ခဲ့တယ်ဘလမီအခုလို့ခေါင်းမာပြီးတော့ဆက်တက်ခိုက်နေဦးမယ်ဆိုတယ်သူကကြိုတိနေခဲ့တယ်မလားလို့လူဗီကပြောလိုက်ပါတယ်ဘလမီကတော့သူကဒိုဖလမင်ကိုကိုလေးစားတာမလို့ဒီတေချင်းတရားနဲ့တင်ဒိုဖလမင်ကိုရဲ့အတိမတ်ပြုခံရမယ်ဆိုရင်တိတက်ပို့ပြီးတော့မတောင်းဆိုတော့ပါဘူးလို့ဆိုပါတယ်ဒါပေကအလိမ်အညာတွေဖြစ်ပြီးယောက်ျားတစ်ယောက်ဖြစ်နေလို့ရွေးချယ်စရာမရှိခဲ့လို့မလားလို့လူဗီကချက်ပြီးတော့ ဘလမီလည်းအဲ့လိုသိနေရင်သူနဲ့တက်ခိုက်ဖို့ပြောင်းအောင်ပြောလိုက်ပါရင်အခုလိုဝိဒါဆက်လုပ်နေမယ်ဆိုလို့ရှိရင်ဒိုဖလမီဂိုရဲ့အလိမ်ညာရဲ့ခြေထဲမှာပဲဘာမှမဟုတ်ပဲတိတ်ဆုံးသွားရလိမ့်မယ်လို့လူပိကထက်အောင်ပြောလိုက်ပါရင်ဘလမီကလူပိကိုလှောင်ပြောင်ကယ်ပူးပြီးတော့သူရှုံးနေခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါရဲ့ဘလမီကသူအခုစိန်ခေါ်နေတဲ့တိုက်ပွဲကိုလက်မခံအောင်ဆိုရင်တောင်မှလူပိကိုတတ်ပြစ်မယ်လို့အော်ပြောလိုက်ပါရဲ့ဘလမီကလူပိကိုတတ်ပြစ်မယ်လို့အော်ပြောနေပေမဲ့သူ့ကိုပြောင်းလဲသွားပြီလို့ပြောခဲ့တဲ့စကားတွေတငယ်ချင်းတို့ခေါ်ခဲ့တာတွေအတွက်လည်းကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေပြောနေခဲ့ပါရဲ့ဒီလိုနဲ့ပဲလူပိကဘလမီကိုအရင်ကအမောက်တိတ်ခဲ့တဲ့လိုမျိုးပဲတစ်ချက်ချင်းနဲ့အမောက်တိတ်ပေးလိုက်ပါရဲ့ ပါလမီကသူလူမာပြီးအားချမိခဲ့တယ်ဆိုတဲ့ဇကားတွေကိုလူဗီကပြန်တွေးရင်းနဲ့ဒေါသရရန်ထွက်နေပြီမလို့ဒိုဖလမင်ကိုရဲ့နာမည်ကိုအော်ခေါ်လိုက်ပါတော့။ဒါကိုချန်လိုက်ရတဲ့ဒိုဖလမင်ကိုကတော့ရှီမောနေပြီးတားရဲတကောင်ကတော့ဟိန်းဟောင်းနေပြီမလို့အပေါ်ကိုအမြန်တက်ခဲ့တယ်လို့ပြောလိုက်ပါတယ်။လောတယောက်လည်းတွေးတွေအများကြီးနဲ့လဲကျနေပြီးလောရဲ့အလောင်းကိုတွေးလိုက်ရမယ်ဆိုရင်ဆော့ဟက်လူဗီအရန်အံ့ဩသွားမှတေချာတယ်လို့ဒိုဖလမင်ကိုကဆိုပါတယ်။ အခုဆိုရင် Donquixote Family ထဲမှာ Trapo နဲ့ Two Flamingo နှစ်ယောက်ပဲကျန်တော့ရတို့ Viola ကလည်းပြောပြနေခဲ့ပါတယ်။အားလုံးကလည်းမကြခင်ဒီအိမ်မဆိုးကြီးတွေကအဆုံးသက်သွားတော့မယ်ဆိုပြီးတော့ဝမ်းတာနေခဲ့ပါတယ်။လောလဲကြာရှုံးသွားပြီလို့ Viola ကထပ်ပြောတော့အားလုံးလည်းအယံအံ့ဩနေပါတယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းအကြာကတော်ဝင်နန်းတော်မှာ Trapo ကလောကိုနှိပ်စက်နေခဲ့ပါတယ်။လုံလောက်အောင်လည်းတင်ယူပြီးပြီမလို့ဘလို့ကစားနေတွေပဲကစားကစား Two Flamingo ကသူ့ကိုရှင်နိုင်စရာအကြောင်းမရှိလာနိုင်ဘူးလို့ဆိုပါတယ်။ဘာလို့တို့တို့ညကိုစိန်ခေါ်ခြင်းရရလဲလို့ဒိုဖလမီကိုကချက်ပြောလိုက်ပြီးဆွဲခက်လူပီကလည်းဒီညကိုလွယ်ရင်းနဲ့ပြန်တက်လာနိုင်မှာမဟုတ်ဘူးလို့ဆိုပါရဲ့ ငွေချင်းတွေမဟာမိတ်တွေမပါပဲတယောက်တည်းချဖို့လုံရဲမယ်ဆိုရင်အသက်ရှင်နိုင်လောက်မယ်လို့ဒိုဖလာမီကိုကလောကိုပြလိုက်ပါတယ်။ငရဲဆိုတဲ့ white town မြို့မှာမွေးဖွားခဲ့တယ်။ငွေရတဲ့အချိန်မှာပဲအနာကကအမှောင်ဆိုးရဲ့နေရာလွတ်ကြီးလို့ပဲထင်ခဲ့တယ်။အဲ့ဒီနောက်မှာခဝဲဆိုနဲ့တွေ့ဆုံပြီးသူကအသက်ကိုရှေလျောင်းပြန်လုံပေးခဲ့တယ်။အခုလောကသူ့ရဲ့ရန်ကြွေးကိုလက်သုံးပြန်ရဖို့အတွက်အသက်ဆက်ရှင်နေခဲ့တယ်။တိတ်ဆုံးသွားတဲ့လူတယောက်အတွက်နဲ့အရေးချင်းတွေကိုတခြားလေ့ကျင့်ခဲ့ပြီးဆွေးဟက်တွေနဲ့မဟာမိတ်လုပ်ခဲ့တယ်။ထွေဥစားအထီအောင်မှရောက်လာခဲ့ပြီးတော့ဒါမဲ့အခုတော့ကုံဆုံးခဲ့တဲ့အချိန်73နှစ်ကအလကားဖြစ်သွားရပြီပဲလို့ဒိုဖလာမီကိုကဆိုပါတယ်။ အခုကစပြီးဘာမှမဟုတ်ပဲမကြခင်တရားတော့မှမလို့မသေးခင်နှစ်ယောက်လုံးသူကအသေးပဲရှိရတခုခုလောက်သွားရင်ပိုမကောင်းဘူးလို့ဒိုဖလမင်ကိုကထပ်ပြောလိုက်ပါရဲ့လောရဲ့ open open nomi အတိအစွန်းဆုံးသောအစွမ်းနဲ့ဒိုဖလမင်ကိုကသူ့ကို immortal ဖြစ်အောင်သာဝရအသက်ရှင်နိုင်တဲ့ခွဲစိတ်မှုပြုလုပ်ပြီးမှတည်ဖို့နဲ့အလဲလဲအနေနဲ့လောရဲ့ဆန္ဒဘာဖြစ်ဖြစ်ကိုလှုပ်ဆောင်ပေးမယ်လို့ဒိုဖလမင်ကိုကဆိုပါရဲ့လောကဒီကိစ္စကိုလက်ခံလိုက်တော့ထွက်ဖို့လဲဒိုဖလမင်ကိုကသာဝရအသက်ကိုပိုင်ဆိုင်ရတော့မယ်လို့ပြောနေခဲ့ပါရဲ့ လောကဘာပဲဖြစ်ဖြစ်ခေါ်ပဲဆုံးကအခုပဲအသက်ပြန်ရှင်အောင်လုပ်ပေးဖို့ပြောလိုက်ပါတယ်။မင်းနဲ့ရှင်နိုင်စရာမရှိဘူး။ကျိုးစားထားတဲ့အားလုံးကလည်းအလကားထေတာလို့လောကပြန်ပြောလိုက်ပြီးတော့အပြည့်စုံစုံအခုထိမှမြင်နိုင်သေးတဲ့သူကမင်းပဲလို့ဒိုဖလာမင်ဂိုကိုပြောလိုက်ပါတယ်။ဆျော့ဟတ်တွေကဒီနေ့အထိထူးခြားစံပြတဲ့အရာတွေအများကြီးကိုလည်းလုံဆောင်ခဲ့ပြီးမလို့ဆျော့ဟတ်ကိုလည်းအနိုင်မချနိုင်လို့သူစီကလည်းစီစာကိုလည်းပြန်ခေါ်နိုင်မှာမဟုတ်ဘူးလို့လောကဆိုပါရဲ့။ ဒီစကားတွေကိုဒိုဖလမီကိုကအရန်ဒေါသထွက်ပြီးလောကိုတက်တက်နဲ့ပြစ်လိုက်ပါတယ်။ကျောမှာလည်း Coverson ဆိုပြီးတော့ရေးသားထတာမလို့အ ਨੇ ဆုံးတော့အဲ့ဒီ logo က Hatparis ဆိုပြီးတော့ဖြစ်တင်တာမလို့ဘသူကိုတယောနေရလဲဆိုပြီးဒိုဖလမီကိုကဒေါသကြီးနဲ့လောကိုပြစ်ပါတော့။ဒီလောက်နဲ့ပဲပြီးဆုံးသွားပြီမလို့အရေးမပါတဲ့ခန်းစားချက်တွေကိုဘသူမှမဖြစ်စည်းပေးနိုင်တော့ဘဲနဲ့ချိန်စာကလည်းအခုထိပဲလို့ဒိုဖလမီကိုကအော်ပြောလိုက်ပါတယ်။ တဖက်ကဖာအိုလာကလည်းလောတယောက်ကြီးစံတွေကလည်းအများကြီးဖောက်ဝင်ခံထားရတာမလို့အသက်မရှင်နေတော့ဘူးလို့အားလုံးကိုပြောပြပေးနေခဲ့ပါတယ်။မခံမနိုင်တဲ့အခြေအနေမှာဆိုရင်ပြည်သူတွေကိုအရင်ကဲတင်ဖို့ဘယင်ကြီးကပြောတော့အားလုံးလည်းဘယင်ကြီးနဲ့အတူလိုက်ပါလာကြပါတော့ရဲ့။လောတည်ဆုံးသွားပြီဆိုတာနဲ့ Obi Obi Nomi ကလည်းနောက်တစ်ခါပြန်ပြီးတော့ပေါက်ဖွာလာတော့မှမလို့ကျွန်တော်ကအားလုံးကိုရှင်းပြဖို့ပဲကြံတော့ရဲ့လို့ဒိုဖလာမင်ကိုကဆိုပါတယ်။အဲ့ဒီအချိန်လူဗီကထွက်လာတော့ဒိုဖလာမင်ကိုလည်းနောက်ကျတယ်လို့လူဗီကိုပြောလိုက်ပြီးတစ်ဆက်ထဲမှာပဲဘလာမင်ကလွတ်မြောက်သွားပြီလို့မေးလိုက်ပါတယ်။အားလုံးကိုတိနေကြတာနဲ့ဒါရီလာပြောနေတော့လူဗီလည်းဒေါတာထွက်ပြီးတော့အယ်လီဖာဂန်နဲ့ထိုးဖို့လုပ်ပါတော့ရဲ့။ ဒိုဖလမီကိုက spider web နဲ့ပြန်ကာလိုက်ပြီးဖလမီကမပြေးခဲ့ဘူးဆိုတာရှီမောနေပါတော့ဟဲ့။ဘာဖြစ်ရှိစရာပိုင်ယိုလဲဆိုတာလူဗီကဟော့ကန်လင်းရဲ့ထိုးပါတော့ဟဲ့။ဒိုဖလမီကိုကလည်း brave white ကိုပြုံးပြီးတော့ပြန်တိုက်ခိုက်တော့လူဗီလည်းရှောင်းရှိုင်းနဲ့လောရဲ့တွေးတွေကိုနင်းမိပြီးတော့လောကိုမြင်လိုက်ရပါပြီ။လက်တစ်ဖက်လည်းမရှိတော့ပဲတနတ်ထံရပြီးနဲ့လဲကြနေရဲ့လောကိုမြင်တော့လူဗီလည်းအယမ်းစိုးရိမ်ပြီးအော်ခေါ်နေခဲ့ပါတယ်။ဒီကောင်ကတင်းနေပြီဆိုတာကြည်ယုံနေနားမလည်နိုင်ဘူးလားလို့ဒိုဖလမီကိုကပြောနေပေမဲ့လူဗီကတော့လက်မခံပါဘူး။ လူဗီကသူကြားစမ်းပြတဲ့အရာတွေကိုလုံနိုင်တယ်လို့လောကပြောခဲ့မှုတာမလို့တကယ်လုံနိုင်တာလားလို့ဒိုဖလမင်ကိုကလူဗီကိုမေးလိုက်ပါတယ်။လူဗီလည်းဒေါ်သားတွေရန်ထွက်နေပြီးတိုက်ခိုက်တဲ့အခါဒိုဖလမင်ကိုနဲ့ထွက်ပေါ်တဲ့လူဗီကိုပြန်ပြီးတိုက်ခိုက်ပါတော့ရယ်။လူဗီက Giant Web ကို At Moment Handling အုပ်ပြီးတော့အ мян နှောင်းနေတဲ့လှုပ်ရှားပါတော့ရယ်။ Spring Bullet နဲ့ဒိုဖလမင်ကိုကိုတိုက်ခိုက်ပေမဲ့ဒိုဖလမင်ကိုကကြိုးရင်နဲ့ပြန်ကာနိုင်ခဲ့ပါရယ်။ တဖက်ကဘရင်ကြီးကမြို့တဲကိုဆင်းလာတဲ့အခါအသက်တစ်ခုခုကိုကြားနေခဲ့ရပါပြီ။တခြားကြီးတော်မှလှောင်ရင်ကကျိုးရကအားလုံးကိုဖျက်တောက်ပြီးတော့တဖြည်းဖြည်းကျုံလာနေခဲ့ပါပြီ။မကြခင်လောနောက်ကိုလိုက်ခွင့်ပေးတော့မှမလို့ဂိမ်းကိုလည်းမကြခင်အဆုံးတက်လိုက်ရအောင်လို့ဒိုဖလမင်ဂိုးကပြောလိုက်ပါတော့ရင်မြို့ထဲမှာလည်းလှောင်ရင်ကကျိုးရကတဖြည်းဖြည်းကျုံလာပြီးကျွဲပူစာကြီးကိုပိုင်းဖျက်လို့နေခဲ့ပါပြီ။မြို့ဆုံမှာရှိနေတဲ့သူတွေကလည်းမြို့အသွင်းပိုင်းကိုပြေးနေခဲ့ကြရပါရဲ့။ အားလုံးကအနှင်းနဲ့မြန်မကြခင်တရားတော်မှာဖြစ်ပြီးကစားပွဲရဲ့ပုံစံကပြောင်းလဲသွားတာကိုလည်းဒီထားမိလာလို့ဒိုဖလမင်ကိုကပြောလိုက်ပါတယ်။အခုအချိန်ကြီးမှာဘာဝီလာပြောနေရတယ်လို့လူဗီကပြန်ပြောတဲ့အခါဒိုဖလမင်ကိုလည်းမြို့ကိုဝန်းရံထားတဲ့ငှက်လောင်ရင်ကြီးကတဖြည်းဖြည်းကျင်းလာပြီးတော့မသိရင်ထိထိချောင်းပိတ်နေလို့မျိုးပဲလို့ဆိုပါတယ်။မကြခင်တနားရီလောက်အတွင်းမှာဒီနိုင်ငံသေးကအရာအားလုံးကိုပိုင်းဖြတ်သွားတော့မှာမလို့ဘဲကိုပြပြအလက်ကားပဲလို့ဒိုဖလမင်ကိုကချက်ပြောလိုက်ပါတယ်။ မြို့ထဲမှာလည်းရုံရင်းဆန့်ခတ်တွေဖြစ်နေရပြီးတော့ရှေ့တက်ကလည်းဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီပြီးမြို့လယ်ကိုပြေးချဖို့လှုပ်ဆောင်နေခဲ့ပါတယ်။အရှင်ဘရင်ကောင်းမြတ်မှာလည်းကျိုးရိတ်ကကြုံလာတယ်ဆိုတာကိုတိလိုက်ရတဲ့ဦးစောတရားကဘာပြက်လို့နေခဲ့ပါပြီ။ခေါ်လဲစရန်ကစစ်တော်တွေကလည်းသူတို့အခုမှထောင်ထဲကထွက်လာနိုင်ခဲ့ပေမယ့်နောက်ထပ်လောင်ရင်ကြီးကလည်းရှိနေသေးတာမို့လို့ဘယ်ကိုပြေးရမလဲဆိုပြီးအော်ဟစ်နေခဲ့ပါတယ်။ပရင်ကြီးလည်းဘာလို့ဒီလိုလောက်ရမျိုးကိုလုံနိုင်ရတာလဲဆိုပြီးဒိုဖလမင်ဂိုကိုတွေးတောနေခဲ့ပါရဲ့။ level 2မှာရှိနေတဲ့ sign တို့နဲ့ level 4မှာရှိနေတဲ့ cavios တို့ကလည်းဘာပဲဖြစ်နေရလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါရဲ့။ ။ဥစောတုကလည်းဒိုဖလမင်ကိုကိုအမြန်စော်ဖို့အော်နေပါတော့ရဲ့။ဒိုဖလမင်ကိုကသူဟာငိုတဲ့ကဘသူကမှကယ်ဖို့ဆန္ဒမရှိပဲဒီနိုင်ငံရဲ့လိုအပ်ချက်ကိုတည်သွားတဲ့သူတွေကိုလည်းရှင်တန်ခွင့်ပေးတယ်ဆိုတာဘာမှရှိလို့လဲလို့ဆိုပါရဲ့။ မျိုးတွေလူတွေတတဝါတွေလောရဲ့မဟာမိတ်တွေအားလုံးလူဖီရဲ့တငယ်ချင်းတွေအားလုံးကိုတပ်ပစ်မယ်လို့ဒိုဖလမင်ကိုကချက်ပြောလိုက်ပါတယ်ပြောရရင်လူဖီရဲ့တငယ်ချင်းတချို့ကလည်းတေနစ်သွားပြီမှလားဒွဲဥစာကရောဒီနေ့ဖြက်စီးခံရမယ်ဆိုပြီးဒိုဖလမင်ကိုကရှီမောနေပါတော့နိုင်ငံကိုပြန်ပြီးတည်ထောင်တော့မှမလို့စိတ်ပူစရာမလိုပါဘူးလို့ဒိုဖလမင်ကိုကပြောနေတော့မင်းကိုစော်လိုက်ရင်တော့အားလုံးအဆင်ပြေသွားမယ်ဆိုပြီးလူဖီကစတိုက်ခိုက်ပါတော့အဲ့ဒါကမဖြစ်နိုင်ပါဘူးလို့ပြန်ပြောရမယ်လူဖီကအဆမပြတ်တိုက်ခိုက်နေတာမလို့ဒိုဖလမင်ကိုလည်းဘူးလက်ဆွေးနဲ့ပြန်ပစ်ပါတော့ သူကဒိုဖလမင်ဂိုပြစ်တာတွေကိုရှောင်ပြီးတက်တက်ကြီးပြန်ပြေးလာတဲ့အခါလောနဲ့အတူသွားတည်လိုက်ဖို့ဒိုဖလမင်ဂိုကပြောနေတော့လောကလူဗီနဲ့သူ့ကိုနေရာချိန်ပြီးရှောက်လာခဲ့ပါပြီလောကိုမြင်လိုက်ရတော့ဒိုဖလမင်ဂိုလည်းအယံအအောင်သွားခဲ့ရပါတယ်ဒီလုံးဆောင်ချက်ကဒိုဖလမင်ဂိုရဲ့ခန္ဓာကိုယ်အတွင်းကိုပျက်စီးသွားစေလိုက်မယ်လို့လောကပြောလိုက်ပြီးတော့ဂမ်မာနိုင်ဖ်ကိုတုံးလိုက်ပါတော့ရဲ့ လောအသက်ရှင်နေပြီးတော့ထွက်ဖို့လဲရွန်မလောက်ပဲ Overnomy ကိုဘာလို့တောင်းနိုင်ရလဲလို့ပြောလိုက်ပါတယ်။ဒါပေအားလုံးကရွန်ကြီးရဲ့အထဲမှာပဲရှိနေခဲ့တာလို့လောကပြန်ပြောပြီးတော့တနည်းနည်းနဲ့သူ့ရဲ့တပ်တန်းကိုအရှော့ချခံရမယ်ဆိုရင်ပဲဘသူမှမမြင်တဲ့ကြီးမားရဲ့ရွန်အချီကြီးကိုပြုတ်လောက်ထားပြီးသားလို့ဆိုပါတယ်။ဒါပေအားလုံးကဒီအချိန်ဒီတိုက်ခိုက်မှုလေးအတွက်ပဲချုပ်တင်ကြံစီထားတာလို့လောကအော်ပြောလိုက်ပါတယ်။လောကတူတနနဲ့ပထမအဦးဆုံးတစ်ချက်အပြစ်ခံလာရတဲ့အချိန်တုန်းကအဆောင်တစ်ယောက်နဲ့နေရာလဲနိုင်ခဲ့ပါတယ်။ခဏကြာလူဖီရောက်လာတော့မှနေရာပြန်လဲလိုက်တာပါ။လောကအသက်ရှင်နေတဲ့ကြောင့်ပြောပြီးသူ့မှာအကြံတစ်ခုရှိကြောင်းလူဖီကိုပြောပြခဲ့ပါတယ်။ ထိုဖလမေကိုကနာကျင်လို့တူးထောက်မိသွားတဲ့အခါဘယင်မလို့သူမထောက်ဖို့ထွက်ဖို့ကလည်းလှမ်းပြောလိုက်ပါရဲ့ထိုဖလမေကိုကလောရဲ့မျက်နှာကိုပြန်ကင်လိုက်ပေမဲ့လောကသူ့ကိုတတ်မယ်ဆိုရင်တော့မှအရန်နောက်ကျသွားပြီပဲလို့ပြောလိုက်ပါရဲ့ တော့ Flamengo ကလည်း logo လွတ်မြောက်ခွင့်မပေးနိုင်ဘူးလို့ပြောပြီးဂျိုးရီကိုထုတ်ဖို့ကြိုးစားနေတော့အနောက်ကနေ Luvi က Jan Stam နဲ့ကန်လိုက်ပါတော့ရင် Luvi ကလည်းအတင်းထက်တက်ခိုက်ဖို့လုံနေလို့လောကထက်တာလိုက်ရပါတယ်။လောဟာ Coverson နဲ့စားတွေ့ခဲ့တဲ့အချိန်အတူရှိခဲ့တဲ့အမှတ်တရတွေတစ်ခုချင်းစီကိုပြန်တွေးတောနေမိခဲ့ပါတယ်။လောရဲ့အင်အားတွေကလည်းတော်တော်လေးကုန်ခန်းနေပြီမလို့လမ်းလည်းမရှောင်ရင်တော့ပဲနဲ့ Coverson အတွက်သူကိုယ်တိုင်လက်စားချေဖို့လုံနေခဲ့ပါပြီ။လောကဝင်းကိုထပ်တုံးလိုက်ပြီးတော့နောက်ဆုံးတော့ Coverson ရဲ့စံသားကိုဖြည့်ဆည်းနိုင်ခဲ့ပြီလို့တွေးနေခဲ့ပါတယ်။ ါလေးက1 piece အပိုင်း186ဖြစ်ပြီးတော့ပိုင်း189ကိုဆက်တင်ပေးလိုက်မို့သူက like လေးတောက်ချက်စီနေပြီးတော့ comment channel မှာမိခဲ့ကြပါအောင် channel လေး subscribe လေးမလောက်အောင်လုပ်ပြီးတော့ကဲကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ